ဘဲမာ brains channel ကနေကြိုဆိုပါရခင်ဗျာနေ့စဉ်ဘဝအတွက်အသိပညာဗဟုသုတလေးကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ channel ကိုနေ့တိုင်းလာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါရဒီအကြောင်းအရာလေးကိုမစခင်မှာဘဲမာ brain channel ကို subscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့ဦးနော်ကဲ2026ခုနှစ်ကိုကိုဘဝအတွက်တကယ်ကိုအလက်အပြောင်းတစ်ခုဖြစ်စေမယ့်နှစ်တနည်းထိဘယ်လိုပုံဖော်ကြမလဲဒီနေ့မှာတော့အဲ့ဒီအကြောင်းကိုစိတ်ဝင်စားစရာကောင်းလေအတန်စာအုပ်တအုပ်ကိုအခြေခံပြီးအထူးထူးဆွေးနွေးကြည့်ကြရအောင်ပါဟုတ်ပြီဒီကြောင်းရတဲ့ကိုတန်းဝင်လိုက်ကြရအောင် ဒီအတန်စာအုပ်ကဘဝကိုထိုင်ကြည့်မနေနဲ့ရောက်ကိုဘဝကိုကိုယ်တိုင်ထိန်ချုပ်လိုက်ပါဆိုတော့တော်တော်လေးအားကောင်းတဲ့တိုက်တွန်းချက်နဲ့စဖွင့်ထားတာပါဒါကလှုပ်ရှားမှုမရှိတဲ့အဖြစ်ခဏီကိုဘို့ကိုအားအိုင်နေနဲ့ပြန်လဲတိဆောက်ဖို့ခရီးတကိုကိုစတင်ဖို့ဖိတ်ခေါ်နေတာပါပဲတကယ်တော့လေကိုအတော်ကိုယ်တိုင်မရက်တင်ရင်ဘု து အမလာပြီးရက်တည်ပေးမှမဟုတ်ဘူးဆိုတာကျွန်တော်တို့အားလုံးနက်နက်ရှန်ဟန်တီးပြီးသားပါဒီတင်ဆက်မှုရဲ့အဓိကချက်ကပါလဲဆိုတော့အကောင်းဆုံးအချင်းကိုစောင့်နေတာဟာထောင်ချောက်တစ်ခုပဲတဲ့တကယ်ပြောင်းလဲမှုတဲ့အခွင့်အရေးဆိုတာအခုချက်ချင်းမှပဲရှိနေတယ်ဆိုတာပါပဲ။ တနေ့နေ့မှစောင့်တယ်လို့ပြောခဲ့တဲ့နေ့ရက်တွေဘလောက်တောင်ကုန်သွားပြီလဲဒီချက်ပိုးလုံးနိုင်ကြတဲ့တာနေဆိုတဲ့နောင်တမျိုးကိုလည်းခန်းစားခဲ့ဖို့ကြမှာပါအစင်စင်မဖြစ်သေးဘူးလို့ခန်းစားရလို့တကယ်လို့ကျင်းတာတွေကိုမျိုးတည်ထားခဲ့ရတယ်ဒါပေမဲ့အမှန်တရားကတော့ရှင်းရှင်းလေးပါပဲအကောင်းဆုံးအချိန်ဆိုတာဘရောင်းမှရောက်လာမှာမဟုတ်ပါဘူးတကယ်ရှိနေတာကအခုဆိုတဲ့အချိန်တစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့လေရှစ်ကိုတမ်းမတိုးခင်မှာဒီစာအုပ်ကအရင်အရေးကြီးတဲ့ပထမဆုံးခြေလှမ်းတစ်ခုကိုအတွေးစိတ်ထဲကိုအရင်လမ်းရမယ်လို့ဆိုပါတယ် အဲ့ဒါကတော့အတိတ်နဲ့ကိုယ့်ရဲ့ဆက်ဆံရေးကို ပြန်ပြီးအယုံစိုက်ဖို့ပါပဲ။ပြောင်းလဲခြင်းတဲ့ဘဝကိုတိုးတက်စေခြင်းနဲ့ဆိုတဲ့လူတိုင်းမှာတားဆီးနေတဲ့အရာတစ်ခုတော့ရှိတတ်ကြပါတယ်။ဟုတ်ပါတယ်။ဒီမှာအလေးပေးထားတာကတော့လူတယောက်ရဲ့အကြီးမားဆုံးအတားအဆီးဟာပိုက်ဆံကံတမမုံအခြေအနေတွေမဟုတ်ဘူးတဲ့။ကိုကိုကိုဘယ်လိုမြင်တယ်လဲဆိုတဲ့အမြင်ပဲဖြစ်တယ်ဆိုတာပါပဲ။ဥပမာပြောရရင် ကိုကိုကိုအတိတ်ကအမားတဲ့အတွက်အပြစ်တင်နေတာဟာကားမောင်းတဲ့အခါရှေ့ကိုမကြည့်ပဲနောက်ကြည့်မှန်ကိုလည်းတဆိုင်မမကြည့်ပြီးမောင်းဖို့ကြိုးစားနေတယ်လို့ပါပဲရှေ့ကိုဘလို့မှတိုးတက်ဖို့မဖြစ်နိုင်တော့ဘူးပေါ့အဲ့ဒီတော့ဒီအချက်ကအတိတ်ကိုကင်တွဲဖြစ်ရှင်းရမှာရွေးချယ်ရမယ့်အဓိကအချက်နှစ်ခုကိုကွက်ကွက်ကွင်းကွင်းထယုတ်ဖော်နေပါတယ်တခုကအတိတ်ရဲ့အကျဉ်းသားအဖြစ်ဆက်ရှိနေမလားဒါမှမဟုတ်အတိတ်ကနေသင်ခန်းစာယူတဲ့ចောင်းသားတယောက်ဖြစ်လာမလားဆိုတာပါပဲကိုကိုကိုအဖြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကိုအကြာကြီးတည်ထားမိရင် အဲ့ဒါဟာကိုကိုကိုမုံဒီမှုအဖြစ်ပြောင်းသွားနိုင်ပြီးအဲ့ဒီမုံဒီမှုကပဲကိုတီဆော့ချင်တဲ့မြတ်အရာအားလုံးကိုတိတ်တဆိတ်ဖြစ်စီပြပါလိမ့်မယ်။ဆိုတော့အဓိကချက်ကရှင်းရှင်းလေးပါ။ကိုကိုကိုလက်ခံခြင်းကသာစစ်မှန်တဲ့ပြောင်းလဲမှုအတွက်လောင်စာဖြစ်ပြီးကိုကိုကိုဝေဖန်ဖြစ်တင်နေလားကမဟုတ်ဘူးဆိုတာပါပဲ။ကိုကိုကိုခွန်လုတ်ဖို့ဆုံးဖြတ်လိုက်တဲ့နေ့ကကိုရဲ့စွမ်းရည်ဒီပြောင်းလဲသွားတဲ့နေ့ပါပဲ။အဲ့ဒီနေ့ကစပြီးပိုးပြီးချီလန်စွာကြွေးခေါ်လာမယ်။အသက်ရှူရတာပိုးပြီးလွယ်ကူလာမယ်။ချီလန်နေလေပေါ်ပါလာပါလိမ့်မယ်။ နာကျင်မှုတွေကိုတွန်းပြန်နေလေဘွားကနေခွန်အားနဲ့အစ်တစ်ဖန်တီးတဲ့ဘွားကိုစတင်ရရှိလာမှာပါ။ကဲအတိတ်နဲ့ငင်းချမ်းရေးရဲသွားပြီဆိုတော့ရှစ်ဆက်ရမယ့်ခရီးတလို့အပ်ပဲစိတ်ပိုင်းဆိုင်ရာကိရိယာတွေကိုဘလို့များပြုစုပြူထောင်မလဲဆိုတာကိုဆက်ပြီးလေ့လာကြည့်ကြရအောင်။ဒီစာအုပ်ကရှင်းပြထားတာကတော့လေငင်းချမ်းမှုဆိုတာဒီတိုင်းငင်းနေတာမျိုးမဟုတ်ပဲကိုယ်တိုင်လေ့ကျင့်ယူရတဲ့ active skill တစ်ခုဖြစ်တယ်တဲ့။အထူးထမြင်နာကျင်မှုကိုစက်ထိုးဖိစေတဲ့အလွန်ကျွမ်းတွေးတောတဲ့အကျင့်ကိုကြော်လွှားရမှာပို့ပြီးအရေးကြီးပါတယ်။ စိတ်ကိုလေ့ကျင့်နေဆိုတာတွေးတာကိုရက်ဖြစ်ဖို့အတင်းအကျပ်လုပ်တာမဟုတ်ပါဘူးကိုယ့်အတွေးတွေကိုနာကျင်စေတဲ့အရာစီမဟုတ်ပဲအထောက်ကူပြုတဲ့အရာစီဥညွန်တတ်တာကိုတင်ယူချင်းတာဖြစ်ပါတယ်အခုဒီ slide မှာတကယ်စိတ်ဝင်စားဖို့ကောင်းလာကစည်းကမ်းရှိခြင်းကိုအပြစ်ပေးခြင်းတစ်ခုအဖြစ်မဟုတ်ပဲစိတ်နှလုံးတော်တော်လေလံ့နေတဲ့နေ့ရက်တွေမှာတော့ပြတ်တက်တဲ့ဇွဲလုံလာတစ်ခုအဖြစ်ပုံဖော်ထားတာပါပဲတကယ်တော့စည်းကမ်းရှိခြင်းဆိုတာကိုကိုကိုဂယူဆိုင်တဲ့ပုံစံတစ်မျိုးပါပဲ ခန်းစားချက်မကောင်းရင်တောင်လိုအပ်တာကိုလုပ်ဖို့လောက်ကိုဟာတန်ဖိုးရှိတယ်လို့ကိုကိုကိုပြောပြနေတာနဲ့အတူတူပါပဲဒီလိုစိတ်သက်သက်ကနေပြီးတော့လက်တွေ့လှုပ်ဆောင်မှုစီကိုတိုက်ရိုက်ဥတည်သွားပါတယ်ဒီစောက်အရာဆိုရင်ဒီလှုပ်ဆောင်မှုတွေဟာပြင်ပကအတေးမဖြူမှုကိုမျောကိုတာမျိုးမဟုတ်ပဲအတွေးစိတ်ကယုံကြည်ချက်ကြောင့်ဖြစ်ရမယ်လို့ဆိုပါတယ်တကယ်အောင်မြင်တဲ့သူတွေဆိုတော့လက်ကုတံတွေရက်တန်သွားပြီးနောက်မှတောင်ဆက်ပြီးကြိုးစားနေကြတဲ့သူတွေပါပဲဒီနေရာကအတိတ်ကကြရဲ့အတိတ်တစ်ခုကတော့စစ်မှန်တဲ့အောင်မြင်မှုဆိုတာကနိုးလေးခုတံတွေတိတ်သွားပြီးနော် လူတွေမမြင်နိုင်တဲ့ယာတီတွေမှာကိုယ့်ရဲ့စာရိတ္တကိုပုံသွင်းရင်တိဆောက်ရတာဖြစ်တယ်ဆိုတာပါပဲ။အဲ့ဒီအချိန်မှာကိုယ့်အိမ်မက်ပေါ်ထားတဲ့ယုံကြည်မှုဟာတခြားသူတွေရဲ့တန်တရားနဲ့ပိုပြီးကျယ်လောင်နေဖို့လိုပါပဲ။အဲ့တော့ဒီစာအုပ်ကဒီမိကိုနဲ့ခြနာလောင်စဉ်စားသွန်သက်ဖို့တိုက်တွန်းထားတယ်ပါ။ဒါကချီးမွားဟန့်ကျင်လို့လုပ်တာလား။တကယ်ရရချင်းအန်တီကလုပ်တာလားပေါ့။ဒါဖြောဖြည်တင်ဆက်မှုတစ်ခုနဲ့စစ်မှန်တဲ့ခေါ်တန်တစ်ခုကြားကကွာချက်ချက်ကိုထောက်ပြနေတာပါ။အကယ်ကိုရဲ့အိမ်မက်ဟာ သစ္စာညာကြည့်နေမှအေးပါတာဆိုရင်တာဟာအိမ်မက်မဟုတ်တော့ဘူးဖြောပြေမှုတစ်ခုသာဖြစ်သွားပါပြီ ပြီးတော့ဒီစကားကတကက်ကိုလာပါပါတယ်ကြီးကျယ်တဲ့အောင်မြင်မှုတိုင်းရဲ့အရေးကြီးဆုံးအဖွဲ့အစည်းဟာလူမမြင်တဲ့နေရာမှာလှုပ်ဆောင်ရတဲ့အလုပ်ဖြစ်တယ်ဆိုတဲ့အတွေ့အခေါ်ကိုဖန်ယူထားတာပါဥပမာမျိုးစိတစ်စက်ဟာမြင်းမင်းနောက်ပြင်ပေါ်ကိုမထိုးဖောက်ခင်ညီကြီးအောင်မှာအချင်းအတိုးကြားကြီးထွားနေရတယ်လို့မျိုးပေါ့ ဒီအချက်တဲ့အားလုံးကိုစူးစီးလိုက်တဲ့အခါနောက်ဆုံးမှရန်အားကောင်းတဲ့အတွေ့ခေါ်တစ်ခုစီကို ရောက်လာပါတယ်။ဒါကတော့အနာဂတ်အတွက်ကိုကိုကိုတတိတရားနဲ့ဂတိတစ်ခုပေးခြင်းပါပဲ။ဒီဂတိကဝဟာပြည့်ပြည့်စုံမှုအကြောင်းကိုပြောနေရမဟုတ်ပါဘူး။ပစုပ္ပန်မှာနေထိုင်ခြင်းနဲ့တာဝန်ယူမှုအကြောင်းကိုပြောနေရဖြစ်ပါတယ်။ဒီတင်ပြချက်ကအလဟာသာဖြစ်ထွက်တဲ့နေ့ဆိုတော့ကိုရှုံးနေမှုတစ်ခုအဖြစ်မတတ်မတ်ဖဲရည်ရွယ်ချက်မရှိဘဲနေထိုင်ခဲ့တဲ့အာယုံမဆိုင်တဲ့နေ့ရက်တည်းရဲ့စူးစီးမှုတစ်ခု အဖြစ်ပြန်လဲပုံဖော်ထားတာပါလူများစုဟာပြင်းလို့နှစ်တွေကို အလဟာတာဖြစ်စေတာမဟုတ်ပါဘူးလေအာယုံမဆိုင်လို့ဖြစ်ရတာပါတဲ့အဲ့ဒီတန်းအဆိုပြုထားတဲ့တခြားရွေးချယ်စရာတစ်ခုကတော့ရည်ရွယ်ချက်ရှိရှိနေထိုင်ခြင်းပါပဲဆိုလိုတာကကိုယ့်ရဲ့နေရတွေကိုလောကကြီးကပုံဖော်ပေးတာကိုလက်မခံဘဲကိုယ်တိုင်ဒီဇိုင်းဆွဲတာပါဒါဟာကိုယ့်ရဲ့ပန်းတိုင်နေနဲ့ကြိုက်နေတဲ့နေစဉ်တင်းငယ်ပြီးတဆိုင်မမတ်လောက်ဆောင်ရတဲ့ရွေးချယ်မှုနဲ့ပြုတ်လုံချင်းပါပဲ။ နေ့တိုင်းရွေချက်ရှိရှိနိုးထားပြီးညဘက်မှာဂုံယူစွာအိပ်ဆက်နိုင်တဲ့နှစ်တစ်နှစ်ဖြစ်လာဖို့ပါဒီတော့အရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ဒီဂရီကိုကအရာအလုံးကိုအမားယွင်းမရှိမင်္ဂအောင်လှုပ်ဆောင်ဖို့ကြောင့်မဟုတ်ဘူးဆိုတာပါပဲကိုယ့်ရဲ့ခေးလျမ်းမှာအမြဲတမ်းပါဝင်နေသည့်တာဝန်ယူမှုရှိနေဖို့ပါဖြစ်ပါတယ်တစုံတစ်ခုအစစ်မပြေခဲနဲ့အဲ့ဒါကိုပြင်ဖို့စောင့်နေပါနဲ့ချက်ချင်းချင်းကြီးပါတင်ယူပါပြီးတော့တိုးကြောင်လို့ပါပြီးတော့ဒါကကျွန်တော်တို့ကိုစဉ်းစားစရာအတွေ့အကြုံနဲ့ထားခဲ့ပါတယ် နေကုန်းမှာဂွန်းယူစရာဇလန်းတပုတ်ဖြစ်မလားဒါမှမဟုတ်စင်ချေတွေတဲ့ပြည့်နေတဲ့ဇလန်းတပုတ်ဖြစ်မလားဒီရွေးချယ်မှုကြီးကိုနေကုန်းမှာလုပ်ရတာမဟုတ်ပါဘူးဒီနေ့ရဲ့တင်းခဲ့တဲ့ဆုံးဖြတ်ချက်တီထဲမှာပဲအခုချက်ချင်းပြုတ်လုံနေတာဖြစ်ပါတယ်ဒီခီးဟာတနေ့ချင်းစီတီးဆုံးရတာပါအခုတင်ဆက်ပေးတာကိုကြိုက်နှစ်တက်တဲ့ဆိုရင် like ပေးပြီးဒီအကြောင်းရာနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အမြင်တွေကို comment မှာဝေမျှပေးသွားပါအောင်ခင်ဗျ။နောက်ထပ်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။